بدا میبد بدو ကြီးကိုမွန်မများအလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့နေ့လေးဖြစ်ပါစေရှင်။ဒီနေ့ကတော့ဆန္ဒဘုရားဘာသာဝင်မြန်မာလူမျိုးတွေအထွတ်မြတ်ထားကြတဲ့နေ့တူနေ့မြတ်တွေရဲ့တနေ့ဖြစ်တဲ့မိနမာခါတော်နေ့သတင်းချိုလာပြီးနေပဲဖြစ်ပါရဲ့ရှင်။အခုလိုသတင်းချိုလာပြီးနေရောက်တိုင်းမှာဆန္ဒဘုရားဘာသာဝင်မြန်မာလူမျိုးတွေကမြို့ရရှိနေတဲ့အရက်ဒေတာတွေမှာကုသိုလ်ကောင်းမှုအစုစုကိုအထုတလဲပြုလို့ရှိကြပါရဲ။အခုဒီစီစဉ်မှာတော့ဆန္ဒဘုရားတွေကမန္တလေးမြို့ကြီးရဲ့သတင်းပြုလာပြီးမြမြင်ကွင်းစုံလင်ကိုရက်ကူတင်ဆက်ပေးခြင်းပါရဲ။အင်းဆုံးနေနေကတော့မန္တလေးမြို့လောကရဲ့နေအောင်တော်မြတ်စွာဘုရားကိုရောက်ရှိနေတာဖြစ်ပါရဲ့ရှင်။အခုဒီဖျားမှာ လိုတွေကောင်းမှုကုသိုလ်ပြုလုပ်နေကြလဲဆိုတာကိုမိဘပြည်သူများကြည့်ရှုရင်းနဲ့ကောင်းမှုကုသိုလ်ယူနိုင်ဖို့အတွက်စနာတို့ကတင်ဆက်ပေးမှာဖြစ်ပါတယ်အားလုံးပဲလိုက်ပါကြည့်ရှုဖို့တက်ဖြစ်ခေါ်ပါတယ်ရှင်အောင်နမှုမြတ်စွာဘုရားမှာလည်းတရင်ချူလာပြည်နေဖြစ်တာနဲ့အညီကုသိုလ်ယူကြသူအပေါင်းနဲ့ဆီကနေပါတယ် မယုံဝိဇန္ဒရာဓမ္မယုံမှာအန်တီတို့တီလာယူတယ်ဖခင်ကျော်အေးကတ်တယ်နောက်ကြလူတွေကိုဆက်ပြန်မှုဒါနာပြုခဲ့တယ်တားပီတီဖြူဝမ်းမြောက်တာပေါ့နော်ဒီလိုမျိုးချိန်ကြကိုမိသားစုတွေသတိရပေါ့နော်အတိုင်းသူပြည်သားကဘာဒီကဘာသားအလုံးကျမ်းမာကြပါစေချမ်းသာကြပါစေလို့ဘေးဥပအန်နယ်လည်းကင်းကြပါစေလို့ဒီနေ့ဗုဒ္ဓနေ့လေးဒီနေ့ကနော်အေးအေးတိတိမိသားစုလည်းအလုံးပျော်ရွှင်ကြပါစေလို့နော် ကိုကမိုးကုတ်နေပါတယ်ညီမမိုးကလာလာပါတယ်ရောနက်စော်ကြီးတဲ့ဟန်ပေါ့ဖရားသွန်ရောက်ပါတယ်ညီမမင်းကုန်းဘက်လည်းရောက်ခဲ့ပြီဖရားကြီးလည်းရောက်ခဲ့ပြီပေါ့ညီမရမ်းตายရပါတယ်အကိုကထင်တာတော့ဒီလိုမြို့ကြီးတွေမှာဒါမျိုးမရှိဘူးလို့ထင်တာပေါ့နော်ဒါပေမဲ့ကိုဒီရောက်လာတော့တခြားစီပဲကြည်လက်ဆန်တဲ့ဒလိလေးလည်းတွေ့ရတယ်အကိုစိတ်ထမရမ်းကြည်နူးမိပါတယ်ညီမအော်အလုံးမဲဒီလိုလာပြင်းနေမှာကိုမိသားစုနဲ့ကူငင်းငင်းချမ်းချမ်းနေနိုင်ပြီးကုသိုလ်ကောင်းမှုလေးတွေပြုလုပ်နိုင်ပါစေလို့အကိုအလုံးတက်ဆုတောင်းပေးပါတယ်ညီမ ပြည်သူများရှင်အခုဒီအောင်နှမမြတ်စွာဘုရားမှာဆိုရင်တော့ဒီအနေနဲ့ရဲကလာရောက်ကြတဲ့ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတွေကဒီလိုတလင်းကျွန်းလာပြည်ညမှာလာရောက်ပြီးစင်မီပူဇော်ကြတာဟာအင်မတန်မှစိတ်ကားရာကိုလည်းတွင်းမြင်ကြပါတယ်အခုလို့ဒီအပြည်မှာအခါတော်နေ့တလင်းကျွန်းလာပြည်ညမှာစင်မီပူဇော်ရာဟာဆိုရင်တော့ဆန္ဒရဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရိုမြတ်ကြီးကတာရဏနဲ့ပြည်မှာအပြည်မှာတရားဟောကြားတော်မူပြီးတော့လူပြည်ကိုပြန်လည်ဆင်းသက်တဲ့နေ့မှာနှစ်ပြည်မှာအပေါင်းကလည်းရွှေဆောင်နဲ့ငွေဆောင်နဲ့ဗဒမြားဆောင်နဲ့တို့ဖန်ဆင်းပြီးတော့ပူဇော်ကြတယ်လို့လူပရိသတ်အပေါင်းကစင်မီတွေထွင်ပြီးတော့မြတ်စွာဘုရားရဲ့ဂုဏ်ကျေးဇူးတော်တွေကိုရိမ့်မှတ်ပြီးတော့ပူဇော် ရင်ကနေပြီးတော့ဒီသတင်းချိုလာပင်းနေ့ရောက်တိုင်းမှာကျွန်တော်စီမီပူဇော်ကြားရတဲ့လေးရာစတင်ခဲ့ရပဲဖြစ်ပါတယ်အခုလိုဒီသတင်းချိုလာပင်းညမှာဆန္ဒဘုရားဘာသာဝင်မလေးမျိုးတွေရောက်လေရာရဲ့မှာပေါ့နော်စီမီသူညီပူဇော်တာဆိုရင်ဘုရားမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့ဂုဏ်ကျေးဇူးတော်ကိုရည်မှတ်ပြီးတော့ပူဇော်ကြတာပဲဖြစ်ပါတယ်ကဲဒါဆိုရင်ဆန္ဒတို့အခုဆက်ပြီးတော့ဆန္ဒဖွဲ့တာတွေဒီမလေးမျိုးကြီးရဲ့သတင်းချိုလာပင်းအချိန်မှာဆိုရင်အင်မတန်မှစီကားတဲ့နေရာတစ်ခုကိုလည်းခေါ်ဆောင်ပေးသွားအောင်ပါအားလုံးပဲလိုက်ပါဖို့တဲ့စကားဖိတ်ခေါ်ပါတယ်ရှင် ကလေးမျိုးရဲ့လမ်းတစ်လျှောက်မှာတော့ဖျားပူကြသူများသတင်းကြုံမိထုံးပွဲလက်လေကြည့်ရှုကြသူတွေနဲ့စီကားသာကိုလည်းတွေ့ရပါရဲ့ရှင်။ ရှင်ခုနဆန္ဒပြောခဲ့တဲ့ဒီမန္တလေးမြို့ရဲ့သတင်းကြိုလိုက်ပြီးညဆိုရင်အင်မတန်မှစီကားတဲ့နေရာတနေရာဆိုတာအခုဆန္ဒရောက်ရှိနေတဲ့မန္တလေးတောင်ကြီးမှာရှိတဲ့ကြောက်တော်ကြီးမြတ်စွာဘုရားပဲဖြစ်ပါတယ်ရှင်သတင်းကြိုလိုက်ပြီးမှရရှိကျင်းပပြုလုပ်တဲ့ကြောက်တော်ကြီးမြတ်စွာဘုရားဘုရားပွဲတော်ဟာဆိုရင်ဒီနေ့လိုသတင်းကြိုလိုက်ပြီးညဆိုရင်တော့ခရိုင်နေတွေဆိုပို့ပြီးတော့အင်မတန်မှကိုစီကားတာဖြစ်ပါတယ်အခုဆန္ဒကြောက်တော်ကြီးမြတ်စွာဘုရားရဲ့ပရမဝတ္တဝင်ပြီးတော့တွားရောက်ပြီးတော့အဖူးမြော်ပါမယ်အားလုံးပဲလိုက်ပါပြီးတော့ဒီကြောက်တော်ကြီးဘုရားမှာဘယ်လိုဒီကုသိုလ်ကောင်းမှုပြုနေကြလဲဆိုတာကိုလည်းကြီးစုပေးဖို့အတွက်ဖိတ်ခေါ်ပါတယ်ရှင် ကျောက်တော်ကြီးဖျားပွဲဟာအင်မတန်မှစီကားလွန်းလာကြောင်းမရောက်ရောက်အောင်လာရောက်ပူမြော်ကြတဲ့အနေနဲ့ရရက်ကဖျားဘူးတွေနဲ့အင်မတန်မှစီကားပါတယ်။ဆိုင်ရောအားပါငွေချင်းနေလာတာအကုန်လုံးအဟိုက ဗာဖះကြီးဝင်ပူးခဲ့တယ်အခုပြီးတော့ကြောက်တော့ယူလာအရန်ပြော်တယ်တငယ်ချင်းနေနေဆိုတော့လေအရန်ပြော်တယ်ပြီးတော့ကျွန်တော်တခါမှလည်းမသွားဘူးလေတငယ်ချင်းနေနေပြော်တယ်လမ်းမလာတော့ကားရတော့ညံ့ကျက်တဲ့လမ်းမှာနည်းနည်းအဲပြော်တော့ပြော်ဝယ်စရာကြီးပါကျွန်တော်တို့လိုပဲပေါ့နော်ဖះလာဖူးတဲ့လူတွေအားလုံးစစ်ချမ်းသာကြပါစေကိုချမ်းမာကြပါစေလို့ဆုတောင်းပေးပါတယ်ဖျားပူပြီးကြပြီဆိုရင်တော့ကြောက်တော်ကြီးဖျားဝဲမုံစီထဲမှာရှောက်လေလို့ရပါသေးတယ် ိုင်းနေပဲစနာဝင်းမှာမန်လေးစကူလဲလာရောက်တာပါဒီနေ့ကတော့ပိုးစီရဲမနေ့ကထက်တော့ဒီနေ့တော့ပိုးစီပါတယ်ဘာလို့လဲဆိုတော့အယောင်းလေးရောက်ရတယ်လေကျောက်တော်ကြီးဖျားဖို့ရဲ့ဈေးထဲမှာတော့အခြားနေတွေကနေလာရောက်ရောင်းချကြတဲ့တုံးဆောင်ပစ္စည်းအမျိုးမျိုးကိုဝယ်ယူနိုင်တယ်လို့ပဲ ကျောက်တော်ကြီးဖျားဝဲမုံလို့ပြောလို့ရမယ်အမှုစုံနဲ့ကိရိယာများကိုလည်းဝယ်ယူစားသုံးနိုင်ပါတယ်အခုလို့ဖျားပွဲစည်းရန်လျှောက်ရင်စားချင်းစပွဲမြမမုံအမျိုးမျိုးကိုဝယ်ယူစားသုံးနိုင်တာဟာလေပျော်စရာတစ်ခုပါပဲရှင် ညရှင်အခုဆိုရင်တော့ကျွန်တော်တို့မန္တလေးမြို့ကြီးရဲ့သတင်းကျိုးလာပြည်ညမြင်ကွင်းချုပ်ကိုတင်ဆက်ပေးခဲ့တာပါအခုလိုထူးမြက်လာတဲ့အပြီးတမအခါတော်နေ့မှာကုသိုလ်ကောင်းမှုပြုလုပ်နေကြတဲ့ချီနူးဝရမြင်ကွင်းနေနဲ့တူတကယ့်ကိုစီကားတိုက်မြိုက်စွာကျင်းပပြုလုပ်နေတဲ့တော်တော်ကြီးဖျားပွဲတော်ရဲ့မြင်ကွင်းတို့ပါတွေ့မြင်ခဲ့ကြရတာမျိုးမိဘပြည်သူများလည်းနေသက်သဘောကျမယ်လို့မျှော်လင့်ပါတယ်မိဘပြည်သူများအားလုံးလည်းဒီဝါလာကင်းလို့သတင်းကျိုးအချင်းခါတမယမှာစိတ်ရောကိုယ်ပါအေးချမ်းပျော်ရွှင်ပြီးကာယလာပါတဲ့ဘဝတွေကိုစီပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်